အားလုံးပဲမင်္ဂလာပါဗျနှစ်သက်ကဆလို့ကျွန်တော်တို့အဆင်ပြေမှုအောင်မြင်မှုတွေတိုးတက်မှုတွေရနိုင်ပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းအပ်ပါတယ်အဲ့တော့နှစ်ဆန်တရက်ကကျွန်တော်တို့ဂျာတာပရီနေဖြစ်တယ်အဲ့တော့ဂျာတာပရီနေဖြစ်တဲ့အတွက်ဂျာတာပရီစမ်းတော်နှစ်လို့ပြောလို့ရတယ်အဲ့တော့ဂျာတာပရီစမ်းတဲ့နှစ်မှာကျွန်တော်တို့အနေနဲ့နဝင်းအားရရှိစေတာက တနင်္လာဖြစ်တယ်အဲ့တော့တနင်္လာနဲ့ပတ်သက်တာတွေကကျွန်တော်တို့က အကောင်းဆုံးကတင်းလာမြစ်တာတရားတင်းလာရေတက်နော်ဟိုရေကိုစွမ်းအားကိုပေးတယ်ပေါ့နော်နောက်ပြီးတင်းလာငွေကြေးပါအဲ့တော့တင်းလာစမ်းသောနေ့ရောက်နေပြီဆိုရင်ကျွန်တော်တို့ကဓမ္မဆိုတရား၄ပါးမှာဟန်ချက်ညင်ကြီးရှိဖို့လိုတယ်ဆိုပေမဲ့မြစ်တာအားကြီးဖို့လိုတယ်နှဲလို့ပြောတာဒါကြောင့်ပဲကျွန်တော်တို့မြစ်တာကမ္မထန်စီပြန်ပြီးတော့ဒီတစ်နှစ်လုံးနေတာ မေတ္တာတုတ်တွေညွှန်နေတာနော်အရက်ဆက်မဲ့နာမေတ္တာပို့တွေမေတ္တာပို့နေတာအော်မေတ္တာဓာတ်လေးနဲ့နေတာကဒီတစ်နှစ်လုံးတော်ယုံအညံ့အစိုးဝင်မှာမဟုတ်ပါဘူးဒါတနင်္လာဆန်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ဒီတနင်္လာဆိုတာရေကြိုဖြစ်တဲ့အတွက်ဒီနှစ်တစ်နှစ်လုံးရေနဲ့ပတ်သက်တဲ့အလှူလေးတွေကိုကျွန်တော်တို့များများလုပ်ပေးစေချင်တယ်ဟိုအထူးတလဲလိုက်လောက်ရမယ်ဆိုလိုတာမဟုတ်ပါဘူးအိမ်မှာရှိတဲ့ဖះအောင်ပဲဖះတောက်တော်ရေတွေကတ်ပေးတာမျိုး ကျွန်တော်လူတယောက်တော့မှဒီနေ့ကို2လီတာလောက်ရေတောက်ကြတာဗျာအဲ့တော့ဖျားတောက်တော့ရေဖလားဆိုလဲဘာဖြစ်ဖြစ်3ချိန်4ချိန်လဲပေးနေရောမရဘူးလားရတာပဲအဲ့တော့ဖျားတောက်တော့ရေမကြခဏလဲပေးတာမျိုးလုပ်ပေးစေချင်ပါတယ်နော်ဒါဘာမှအပန်းကြီးတဲ့ကိစ္စမျိုးမဟုတ်ဘူးနောက်ပြီးတနင်္လာဆိုတော့ငွေကြေးအားလုံးယူဆတာလည်းငွေကြေးဖြစ်တယ်အဲ့တော့တနင်္လာကျအားကောင်းနေတဲ့နေ့ရောက်ပြီဆိုရင်တတ်နိုင်သေးရဲ့ ကျွန်တော်တို့ကငွေကိုအလှလေးလှုပ်ပြီးလှူတဲ့တယ်အငွေကိုဘလို့အလှလေးလှုပ်ပြီးလှူလှူတဲ့လဲဆိုတာကျွန်တော်တို့ကကိုရလာတဲ့ငွေကြီးလစာပတ်စံငွေဓာတ်ရီအကုန်လုံးကို ကျွန်တော်တို့ကမိဘတွေနဲ့နှီးဆက်နေတဲ့လူမျိုးဆိုရင်ကိုယ်တိုင်ငွေသွားပြီးတော့မိဘတွေကိုလာနေထောက်ပံ့တာမျိုးလို့ပါဒါပါတော့ကျွန်တော်ကနိုင်ငံသားရောက်နေလို့အမေဖောက်မထောက်ပံ့နိုင်ဘူးအဝေးရမို့လို့ငွေသားဘဏ်ကနေလွှဲပြလိုက်တယ်ဒါကတပိုင်းပါ မိဖအရင်းနဲ့လည်းတမျိုးတည်းနေတယ်နော်အမိဖသည်လည်းမသွားကျင်တာနဲ့အမိဖကိုဘန်အကောက်ကနေ KB ကနေလှမ်းလွှဲလိုက်တာမျိုးထက်စာရင်မိဖကိုငွေကြီးလက်ထဲထည့်ပြီးကိုယ်တိုင်ကြောတာကဒီနှစ်ကပို့ပြီးထိရောက်တယ်အချို့ကြတော့အမိဖကိုပစ္စည်းတွေအများကြီးထည့်ပြီးတော့ငွေသားအသိမ့်မပါတဲ့လူမျိုးတွေလည်းတွေ့ဘူးတယ်အာအမိကိုတော့ကျွန်တော်တို့စန်တဲစီတဘုံတော့ထောက်လိုက်မယ်နော်ငွေတော့မပေးဘူးဆိုတဲ့လူမျိုးတွေဒီနှစ်မှာတတ်နိုင်တဲ့ လူကြီးသူမတွေကတော့အမဲ့သူတွေကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့လှူတဲ့နယ်ပို့ပြီးကတော့တဲ့နယ်လို့ကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်တစ်ချက်ကကြတော့အိမ်ကဖះမှာတက်တက်မှတ်မှတ်လေးနဲ့နော်ဖန်ကွက်အကြည်လေးဘာပန်းမှဘာကတော့မှမပါဘဲနဲ့ဖန်ကွက်ကြည်လင်နေတဲ့လှပနေတဲ့ဖန်ကွက်လေးတစ်ခွက်လိုတယ်။အဲ့ဒီဖန်ကွက်လေးမှာကျွန်တော်တို့ငွေဆက်ကိုလေးကိုပေါ့9000တော့လကောင်1000တော့လကောင်1000တော့လကောင်ကတော့လေးထိုးပြီးအဲ့ဒီငွေဖလားတယ်။နော်အဲ့ဒီငွေဖန်ကွက်လေးတယ်။ ထည့်ထားလိုက်နော်ထည့်တဲ့ခါကျရင်လေကျွန်တော်ဘယ်အတွက်ဘယ်အတွက်လှူဖို့ရည်ရွယ်ပြီးဖះမှာခဏလှူဒါန်းနိုင်ဖြစ်ပါတယ်ဒါပါတော့ကျွန်တော်တို့ကလောက်ကိုရင်ဘယ်ပရာဟိတမှာသွားလှူမယ်နော်ဘယ်ဆေးုံဆေးကမ်းမှာသွားပြီးတော့လှူမယ်ဘယ်မိဘမဲ့အကြောင်းမှာလှူမယ်ဒီလိုမျိုးစိတ်လေးနဲ့ရည်ရွယ်ပြီးတော့ပတ်စံလေးတွေကိုကတော့တို့အဲ့ဒီကျွန်တော်ခုနကပြောတဲ့ဖန်ကွက်အကြည်လေးတဲ့ထည့်ပြီးဖះမှာလှူထားစေချင်တယ်နော်ဒါရီယာ ဂျာတာပရီစမ်းနဲ့နှစ်မှာတင်းတင်းလာအားကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါလေးကျွန်တော်တို့လုတ်ပေးနိုင်ပို့ကောင်းပါတယ်ပို့ကောင်းပါတယ်ဒါအပြင်ကျွန်တော်တို့ဒီနှစ်မှာဘလူဟာတွေကပို့ပြီးတော့အားကောင်းသေးလေတဲ့အင်္ဂါဂျိုအင်္ဂါဂျိုဟာဒီနှစ်မှာအားကောင်းတာဖြစ်တဲ့အတွက်သုံးကနန်းကိုကျွန်တော်တို့ကမေ့လို့မရဘူးတော့သုံးကနန်းကိုမေ့လို့မရဘူးသုံးကနန်းကဒီနှစ်ကအားကောင်းစေတဲ့နှစ်ဖြစ်တယ်ဒါဆိုသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကမေ့လို့မရဘူးလို့ပြောတာ အားကြောင့်ဒီလိုနှစ်ပိုင်းနေရာတက်နိုင်သူတွေတရဏဂုံ၃ပါးကိုအားတိုင်းနှုတ်ကရွတ်နေတာမျိုးတွေနော်ပြီးရင်ကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတက်စာပြုတ်တာမျိုးတွေဓာရီကိုအမြဲလှုပ်တက်ပါတယ်ဓာရီကိုအမြဲလှုပ်နိုင်နေဆိုရင်ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်အဲ့တော့သာသာပတိစမ်းတဲ့နေ့မှာညံ့နေတဲ့ဂျိုတွေကဘုဒ္ဓဖူးဂျိုတွေဖြစ်တယ်တဲ့ဘုဒ္ဓဖူးဂျိုတွေအားနေတယ်ဒါကြောင့်ဘုဒ္ဓဖူးဂျိုအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့က ီလိုနှစ်ပိုင်းနေမှာနားမလဲပါမလဲတဲ့ကိစ္စတွေကိုလူတော်တော်များများဘာမှမလုပ်တာကောင်းပါတယ်အလိန်ခံရဖို့ရာဂိုင်တော့များတဲ့နှစ်ပါတော်တော်များများမကြွန့်ကျင်တဲ့နယ်ပယ်ကိုသွားလုံးမိရင်အလိန်ခံရတာမျိုးအများကြီးရှိနိုင်တဲ့နဲ့နယ်ပယ်အသီးသီးမှာအွန်လိုင်းကရောမြေပြင်မှာရောလိန်နိုင်မှုရာဂိုင်တော့နေများတဲ့နှစ်ဖြစ်တဲ့အတွက်တက်နိုင်သည်ွေနားမလဲတဲ့ကိစ္စဆိုနားလဲတက်ကြွန်းလူတွေနဲ့တိုင်မြင်မှာလို့ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးတော့ ဒီနှစ်ကစနေဂျိုကလည်းဗုဒ္ဓဘူးနဲ့ပတ်သက်ဆက်နွယ်ပြီးဆက်ဆက်ပြီးအားနည်းနေတာဖြစ်တဲ့အတွက်စနေဂျိုအားနည်းပြီဆိုရင်ကျွန်တော်တို့ကဟိုအရန်ကြီးမတိတဲ့ဒဇိန်တရံနေလူမျိုးကြားဘာသာကြားအိမ်နဲ့ပတ်သက်ဆက်နွယ်ပြီးတော့နည်းနည်းလေးဆက်ဆံတဲ့အပိုင်းမှာတတိထားဖို့လိုတယ်။အဲ့တော့အရင်တည်းကတိနေတဲ့လူမျိုးတွေကိုပြောတာမဟုတ်ဘူး။အခုမှစတွေ့ရယ်။အခုမှသူနဲ့ဆက်ဆံရတာတစ်ခါနှစ်ခါလောက်ပဲရှိသေးတယ်။အဲ့အဲ့လိုလိုယုံပြီးတော့တစ်ခုခုလုံပေးလိုက်တာမျိုးတွေ တကုတ်ကငွေချီးလိုက်တာမျိုးတွေဒီလိုမျိုးတွေမှာတတိထားဖို့လို့တယ်။ဒါကြောင့်ပဲဒစိမ့်တရံတွေလူမျိုးသားတွေဘာသာကြားတွေနဲ့ပတ်သက်ဆန့်တွယ်ပြီးဒီနှစ်မှာအယံကာယောယုံကြည်လိုက်လို့မရဘူးအယံကာယောသွားပြီးသူတို့တွေကိုကိုယ့်ရဲ့ပစ္စည်းဥစ္စာပုံအပ်လိုက်လို့မရဘူးဆိုတာကိုတော့ကျွန်တော်တို့သိစေချင်ပါတယ်။ဒါကတော့ဒစိမ့်တရံပေါ့ဘယ်သူမဆို။တော့ဘယ်သူမဆိုဒါလေးတစ်ချက်ကိုလည်းသိစေချင်တယ်။နောက်ပြီးကြာတာပရိဆိုတာကျွန်တော်တို့ကပညာကြိုးပါ ပညာကြိုဖြစ်တဲ့အတွက်ကျွန်တော်တို့ပညာစမ်းတဲ့နှစ်ပညာအားကောင်းတဲ့နှစ်လို့ပြောတယ်။ဒါကြောင့်ပညာနဲ့ပတ်သက်တဲ့ဂျိုဟာအားကောင်းနေတာဖြစ်တဲ့အတွက်တကယ်ကိုဒီလိုနှစ်မျိုးတွေဟာကိုယ်တင်ကျင်နဲ့တက်ချင်တဲ့တန်တန်းမျိုးတွေတက်တာမျိုးတွေပညာရဲ့တစ်ခုခုတိုးဝအောင်လို့ကျွန်တော်တင်လိုက်တာမျိုးတွေပညာနဲ့ပတ်သက်ဆက်နွယ်ပြီးကြိုးစားလိုတဲ့စိတ်ရှိတဲ့လူတွေအတွက်ဒီနှစ်ကရလတ်ကောင်းနိုင်တာဖြစ်တဲ့အတွက်ဟာငါတစ်စက်မြင့်တဲ့ပညာရဲ့ထက်တက်ရမယ်။ဟာဒါဘွဲလုံးတွေတက်တက်ရမယ်။ငါစကောလာရှစ်တွေလျှောက်ပြီးငါနိုင်ငံခြားသွားခြင်းတယ်။ ပညာနဲ့ပတ်သက်ပြီးတခုခုတော့ငါတဏှာရာလေးမှာရအောင်စာတီဖီကိတ်လေးတခုရအောင်အဲ့လိုဘွဲလေးတခုရအောင်ငါပညာကြီးနားရတာကြာပြီဒီချိန်မှာငါပညာကြီးပြန်ကြိုးစားကျင်တဲ့လူတွေအတွက်တိတ်ကောင်းတဲ့နှစ်တခုဖြစ်ဒီနှစ်ကိုတွေ့ရတယ်။ဒါကြောင့်ပညာကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေကောင်းတယ်လို့ကိုလုံးမဲ့ကင်မဲ့ကိစ္စမျိုးတွေကိုလည်းကိုရဲ့နားလေတက်ကြွတဲ့ပညာရှိတွေအကြံပေးမဲ့သူတွေနဲ့တိုင်ပင်ပြီးလုံးမလာဒီနှစ်ကပုံမအဆင်ပြေလွယ်တာကိုတွေ့ရပါတယ် တတိထားမယ့်ကိစ္စပေါင်းတင်ဆက်ဆံရေးလူမှုဆက်ဆံရေးနယ်ပယ်တွေမှာဟိုအခြားမိတ်ဆွေတငယ်ချင်းတွေကတိုက်တွန်းလို့လုပ်တဲ့ကိစ္စမျိုးတွေ ਆ ဒီနှစ်မှာလွဲတာများပါတယ်ဆရာသမားတွေအကြံပေးတာမဟုတ်ဘူးနော်အာမိတ်ဆွေတငယ်ချင်းတွေကမင်းဒီလိုလုပ်လိုက်ပါလားအေးမင်းဟိုလိုလုပ်လိုက်ပါလားအေးအဲ့လိုမျိုးတွေကိုတတ်နိုင်သလောက်ချင့်ကြင်ပြီးမှယုံမှာအဲ့တော့မိတ်ဆွေတကယ်ချင်းတွေကဟိုတိုက်တုံးတွေဒီတိုက်တုံးတွေသူတို့ပြောလို့ဟုံနှုံနှုံလှုပ်လဲတဲ့ကိစ္စတွေကအဆင်မပြေဘူး နော်တည်တည်ခြင်းနဲ့အဲ့တော့အဲ့လိုလှုပ်လိုက်မိရင်ခြေနေမကောင်းဘူးဒါကြောင့်ကျွန်တော်တို့က change တခုကိုပြောင်းလဲလှုပ်တော့မယ်ဆိုအဲ့ဒီအပြောင်းလဲကကိုယ်စိတ်ထဲကလှုပ်ချင်တဲ့စိတ်ရှိလို့လှုပ်တာလွင်အပေါင်းအသင်းကပြောလို့မိတ်ဆွေကပြောလို့တငယ်ချင်းကပြောလို့ညီကောင်မောင်နှမကပြောလို့ရွှေမျိုးတွေကပြောလို့ဆိုတဲ့ကိစ္စမျိုးတွေမှာအခက်အခဲအတားအဆီးတွေဖြစ်ပြီးထင်သလောက်လည်းအဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်ဒါလေးကိုလည်းကျွန်တော်သိထားစေချင်ပါတယ်အဲဒီလောက်လေးပဲကျွန်တော်ပြောပြရစီဗီဒီယိုရိုင်းရှေးွားမှာဖြစ်တဲ့အတွက် အားလုံးပဲနှစ်ဆန်တရကစလို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေစိတ်ပင်ပန်းမှုတွေတောကဒုက္ခတွေကင်းနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ